တနိုင်ငံလုံးဆိုင်ရာအပြစ်အခက်ရယ်ဆင်းရေးသဘောတူညီချက်စာချုပ်မူကျန်းအတွက်ဆွေးနွေးနေတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့လော်ခီလာညီလာခံမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရအကြားသဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ဒီလိုသဘောထားကွဲလွဲမှုတွေအပေါ်ညီလာခံတက်တရားနေ့အတွက်တဘာပတိအဖြစ်ဆောင်ရွက်ခဲ့သူရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ကအထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးခွန်ဆိုင်က ဆန္ဒဆွဲနဲ့ဟန်ဆောင်တဲ့စီးလုံးညီညွတ်မှုမဖြစ်ဖို့တိုက်တွန်းခဲ့ပြီးတယောက်တစ်ပေါက်ဖြစ်နေပါကအသုံးချခံဖြစ်မယ်လို့သတိပေးပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးလိုင်ဇာညီလာခံကဖွဲ့စည်းလိုက်တဲ့တနိုင်ငံလုံးအပြည့်အခက်ရဲစဲရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကတင်ပြလာတယ်။အပြည့်ရဲ့စာချုပ်မူကြမ်းပါအခြေခံမူအပိုင်းကိုဆွေးနွေးရမှာနှစ်ဖက်လက်ခံနိုင်တဲ့ဆွေးနွေးမှုမျိုးဖြစ်တဲ့နယ်လို့လည်းဗိုလ်မှူးကြီးခွန်ဆိုင်ကဆိုပါတယ်။လက်ရှိညီလာခံအတွင်းသဘောထားကွဲလွဲမှုတွေမှာအခြေခံမူပိုင်းနဲ့ပတ်သက်နေတာကြောင့် အခြေခံမူပိုင်းကိုဖြည့်ရှင်းနိုင်မှသာလမ်းပြမြေပုံအပိုင်းကိုဆက်သွားနိုင်မယ်လို့သိရပါဗျ။သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့လော်ခီလာညီလာခံတတိယနေ့ကိုညီညွတ်တော်တိုင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌနဲ့ကချင်လူမျိုးရေးအဖွဲ့ KIO ရဲ့ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးအင်ဗန်လာရောက်ရှိခဲ့ပါဗျ။တိုင်းဒေသလက်နက်ကိုင်တွေပြုလုပ်လျက်ရှိတဲ့လော်ခီလာညီလာခံမှာတနိုင်ငံလုံးအတိုင်းအတာအရာအပြစ်အခက်ရစေးရေးသဘောတူညီချက်စာချုပ်မူကြမ်းကို တထိုင်နဲ့အချောတက်နိုင်မဲ့ယတိပြက်ဆုံးဖြတ်ချက်တွေထွက်ပေါ်နိုင်ခြင်းမရှိဘူးလို့လည်းတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အများစုကဆိုပါတယ်။အဆိုပါတနိုင်ငံလုံးအတိုင်းအတာအရာအပြည့်အခက်ရစဲရေးသဘောတူညီချက်စာချုပ်မူကြမ်းကိုတိုင်းရင်းသားအဖွဲ့တွေနဲ့အစိုးရကြားနှစ်ဖက်သဘောတူညီချက်ရရှိကသဘောတူညီချက်ရရှိပြီးချိန်မှာအဲ့ဒီစာချုပ်ကိုလွှတ်တော်ဦးတင်ပြပြီးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့နောက်ဆက်တွဲအာမခံချက်တွေခိုင်မာစေဖို့ပြင်ဆင်ထားတယ်လို့လည်းတိုင်းရင်းသားခေါင်းဆောင်တွေကပြောပါတယ်။